ူအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီကနေ့ဧပြီလ10ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာ channel တွေကကောင်းတို့ရရာတွေကိုတင်ဆက်ပေးနေတယ်သတင်းစာပေါ်ကဖတ်စရာများအစီအစဉ်ကိုကျမမေဒီချန်နဲ့အတူကျမယမင်းတို့ကလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အမဒီနေ့တော့သတင်းစာတွေကအစုံထွက်ရောက်နေပြီပေါ့နော်ပထမဆုံးအနေနဲ့ညီမဒီမှာပါတဲ့ခေါင်းစဉ်လေးတွေကိုအရင်ဖတ်ပြလိုက်မယ်ဒီ voice မှာတင်ထားတဲ့ခေါင်းစဉ်လေးကိုဖတ်ပြကြပါမယ် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များပါဝင်တဲ့48ပွင့်ဆိုင်ဆွေးနွေးပွဲယနေ့ပြုလုပ်မည်ဆိုတဲ့ခေါင်းစဉ်ကို Voice ကခေါင်းစဉ်တင်ထားပါရဲ့ရှင်။မဆန်တော်ချိန်မှာပါတာကတော့ပင်မတပိတ်ចောင်းသားများတတိယအကြိမ်ရုံထုတ်ခဲ့ခေါင်းဆောင်အချို့ကိုမီဒီယာများနဲ့တွေ့ဆုံခွင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတော့ဆန်တော်ချိန်ကခေါင်းစဉ်အနေနဲ့တင်ထားပါရဲ့။ Daily 11ကတင်ထားတဲ့ခေါင်းစဉ်လေးကတော့အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကပြင်ဆင်ချက်132ချက်ဖြစ် ပြည်သူ့လွှတ်တော်အတည်ပြုចောင်းသားကိုယ်စားလှယ်များတောင်းဆိုထားသည့်အချက်၁၁ချက်ကိုထည့်သွင်းအတည်ပြုထားပြီးစကလုံးကွဲလွဲမှုအနှဲငယ်သာရှိဟုဆိုစားတယ်ဆိုတဲ့သတင်းလေးပါပဲရှင်ဟုတ်ဟုတ်ကဲ့ပါအမကတော့ဒီမှာ voice သတင်းစာထဲမှာပါတဲ့အိဒါအာဘောပေါ့သူကခေါင်းစဉ်တက်ထားတော့ပါရွှေအိုထန်းလာတဲ့ရလက်ဖြစ်စီလို့တဲ့။မရေးထားတဲ့အကြောင်းအရာတော့ဒီအခု election မှာအရန်ကိုဒါအငင်းခုန်နေဖြစ်နေရဒီအေး ကျမ်းဖတ်မှုတွေကြုံတွေ့နေရတဲ့ဒီအမျိုးသားပညာရေးဥပဒေမူကြမ်းပေါ့ဒါကိုရေးထားတာဘယ်လိုရေးထားလဲဆိုတော့ဘဟုချုပ်ကင်မှုများနေတာကြောင့်ကျောင်းသားများနဲ့ဆရာများကန့်ကွက်နေတဲ့အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကျမ်းဟာတဲ့ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNE ရကိုယ်စားလှယ်တွေပေါ်ကြားနာပြီးပြင်ဆင်တဲ့မျိုးသားလွှတ်တော်နဲ့အဲ့ဒီပြင်ဆင်ချက်တွေအပေါ်ထပ်ဆင့်ပြင်ဆင်ပယ်ဖြတ်ဖြည့်ဆွတ်တဲ့ပြည်သူလွှတ်တော်တို့အကြားဘလို့ကွဲလဲချက်များရှိမလဲပြည်ထောင်စု လွတ်တော်မှာမိတို့အတီးပြုတ်ထွက်ပေါ်လာမယ်ဆိုတဲ့အချက်တွေကများစွာစိတ်ဝင်စားဖို့ကောင်းပါတယ်လို့မှရေးသားထားတယ်ရှင်။အထူးသဖြင့်နဲ့လွတ်တော်နှစ်ရက်လုံးမှာရှိတဲ့ဥပဒေချမ်းကော်မတီတို့ကအဓိကအားထုတ်အလုံးလုံးကြရတဲ့အဲ့ဒီဥပဒေချမ်းအဲ့လက်တလောအခြေအနေမှာပြည်သူလူထုစိတ်ဝင်စားမှုအရှိဆုံးပြဿနာတစ်ရပ်ဖြစ်တဲ့အပြင်မြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေးအဆင့်တန်းအတွက်လည်းများစွာတော့ချက်ကြရတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ်မြို့သားလှတော်ဟာចောင်းသားကိုယ်စားလှယ်များထံမှကြားနာမှုတွေကိုအချိန်များစွာပေးခဲ့ပြီးចောင်းသားတွေရဲ့လိုလားချက်တွေကိုဖြစ်နိုင်ခြင်းနဲ့လက်တွေ့ကြတဲ့ရှူတောင်းကဖြောင်းပြညှိနှိုင်းကပြင်ဆင်ချက်တွေပြုစုနိုင်ခဲ့ခြင်းအတွက်နာမည်ကောင်းရရှိလာပြီး NLE ရအဖွဲ့ဝင်တွေရဲ့အကြံပြုချက်တွေရှင်းလင်းချက်တွေကိုမူတဲ့အချိန်ကန့်သက်ခဲ့တဲ့အတွက်ဝေဖန်ပြောဆိုတဲ့မေကွန်းထုတ်တာတွေနဲ့လည်းရင်ဆိုင်ခဲ့ရတယ်ပြည်သူ့လှတော်ကတော့မျိုးသားလှတော်က ကျောင်းသားကိုယ်စားလှယ်တွေနဲ့ညှိနှိုင်းသဘောတူညီမှုဖြင့်ဖြည့်ဆွတ်ပြင်ဆင်ထားတဲ့ကျောင်းသားသမဂ္ဂအရေးပညာရေးအသုံးစေအပါဝင်စုစုပေါင်း23ချက်ကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကပယ်ဖြတ်ခါ NNE အဖွဲ့နဲ့ចောင်းသားကိုယ်စားလှယ်တွေရဲ့အကြံပြုချက်အများစုကိုပြန်လည်ထည့်သွင်းထားချက်များအပါအဝင်အချက်33ချက်ကိုထပ်မံပြင်ဆင်ပြီးတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးသို့အစီရင်ခံစာတင်သွင်းထားကြောင်းဥပဒေကြမ်းကော်မတီကပြောဆိုထားခြင်းဟာဒါအမျိုးသားလွှတ်တော်နဲ့ကြီးစွာသောကွဲလွဲမှုရှိနေသဖြင့်များစွာဆိုရင်ပူပန်မိစေတဲ့အကြောင်းရင်းဖြစ်တယ်တဲ့ဒါဒီမှာထပ်ပြီးတော့မှဒါဒီပညာရေးဥပဒေမူကြမ်းကိုဒီလွှတ်တော်နှစ်ရက်မှာ လုပ်ခဲ့လုပ်ငန်းစဉ်တွေကိုရေးထားတာပေါ့နော်နောက်ဆုံးမှသူဆိုလိုခြင်းနဲ့ဒီသဘောကိုပြောရမယ်ဆိုရင်တော့ចောင်းသားများဆရာများနဲ့ NNER တို့ကတဲ့မူလ၄ပွင့်ဆိုင်ဆွေးနွေးထားတဲ့အချက်တွေចောင်းသားတွေရဲ့လူလားချက်များနဲ့ကွဲလဲချက်ကြီးမားပါကတိုက်ပွဲအစ်စ်တွေထက်မှန် ဖြစ်ပေါ်လာနိုင်ကြောင်းပြောဆိုထားရတဲ့အချုပ်ချအာဏာကိုထိပါနှောက်ယှက်တဲ့အရေးကိစ္စမဟုတ်ဘဲနိုင်ငံတော်ရဲ့အနာဂတ်အဆင့်တန်းနဲ့ဓာတ်ရိုက်အချိုးကျနေတဲ့ပညာရေးဥပဒေသာဖြစ်တဲ့အတွက်လွတ်တော်နှစ်ရက်ရဲ့အမျှော်အမြင်လိမ္မာပါနှက်မှုနဲ့ကိုကြိုးမပါတဲ့နိုင်ငံရေးစိတ်စေတနာတို့ကသာတားရွှေအိုထမ်းလာမဲ့အဖြစ်ရရှိရေးအတွက်အဓိကကြပါတယ်လို့ဒီ the vice သတင်းစာရဲ့အိဒါအပေါ်မှာတော့ဒီလိုသုံးသပ်ထားတယ်ဟုတ်ပါရဲ့ရှင့်ဒါကလက်ရှိပညာရေးဥပဒေကျမ်းရဲ့အခြေအနေဆွေးနွေးနေမှုတွေကိုတို့ ထောက်ပြပြောဆိုထားတဲ့ဟုတ်ပါတယ်အဲ့ဒါပေါ့လေပါနောက်ထပ်ညီမဖတ်ပြမှာတော့ Daily 11ကသတင်းတစ်ခုကိုဖတ်ပြခြင်းပါတယ်ဒီစာမျက်နှာ6မှာပါတဲ့သတင်းမှာမတည်ငြိမ်မှုများဖြစ်ပေါ်လာစေရန်ဖန်တီးမှုများရှိနေပါကရွေးကောက်ပွဲလုပ်ရန်မဖြစ်နိုင်ကြောင်းအာနာရပြည်ခံပြိုးပါတီဒုတိယဥက္ကဋ္ဌပြောကြားထားတဲ့သတင်းမှာ2015ရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတစေလိုသောတိုင်းပြည်အခြေအနေကမတည်ငြိမ်မှုများဖြစ်ပေါ်လာစေရန်ဖန်တီးနေမှုများရှိနေပါက68ခုနှစ် အခြေအနေမျိုးဖြစ်ပေါ်နိုင်ပြီးရွေးကောက်ပွဲကိုလည်းဆောင်ရွက်နိုင်မည်မဟုတ်သည့်အတွက်အားလုံးဝမ်းဝမ်းတားဆီးရမယ်ဆိုပြီးတော့ဦးထေးဦးကပြောထားတာပါရင်းတောင်မြောင်မေးမြန်းသည့်နိုင်ငံတွင်းမတည်ငြိမ်မှုများရှိနေပါကရွေးကောက်ပွဲရွှေဆိုင်မှုများရှိလာနိုင်သည်ဆိုသည့်သတင်းများအပေါ်အာနာယပြည်ခံဖြိုးပါတီတာဝန်ရှိသူတဦးအနေနဲ့တုံ့သက်ပြောကြားပေးပါရန်ဆိုသည့်မေးခွန်းအပေါ်ဦးထေးဦးကမဖြစ်နိုင်မှုထင်နဲ့မတည်ငြိမ်မှုဆိုတာဘာကိုဆိုလိုတာလဲစစ်ဖြစ်မှာလားဒါမှမဟုတ်တပိတ်တွေအကုန်မှောက်နေရမယ့်ကိစ္စလားဒါမှဖြစ်နိုင်အောင်လုပ်ရမှာပေါ့ သို့တော်လဲဓာတွေကိုဖန်တီးရင်တော့ဖြစ်လာမှာပေါ့ဓာတွေဖြစ်လာမယ်ဆိုရင်တော့ဖြစ်မှာပေါ့ဥပမာ88လို့ဖြစ်ရင်ရွေးကောက်ပွဲဘယ်လိုလုပ်လို့ရမလဲဒါမှဖြစ်အောင်တားရမှာပေါ့ဆိုပြီးတော့ပြန်လဲဖြေချခဲ့တာပါအလားတူ2015ခုနှစ်ရွေးကောက်ပွဲကိုလည်းလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲမျိုးဖြစ်စေလိုတယ်ဆိုပြီးထည့်သွင်းပြောကြားထားပါတယ်လက်ရှိအချိန်မှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေဖြင့်ပြည်သူအကျိုးပြုလုပ်ငန်းတာဝန်များကိုသာထမ်းဆောင်လျက်ရှိပြီး2015ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးဆိုင်ရာလုပ်ငန်းစဉ်များကိုမူ ရွေးကောက်ပွဲမတိုင်မီ3လလိုမှသာဆောင်ရွက်ရန်ရှိကြောင်းဥထေးဝါပဲပြောထားပါဗျ။ဥထေးဝါပဲပြောထားကတော့ပါတီအနေနဲ့ပြည်သူယုံကြည်မှုရအောင်လုပ်မယ်။ကျွန်တော်တို့မှအတိုက်ခံဆိုတာမရှိဘူး။တူတာတွေပေါင်းလုပ်မယ်။ကျွန်တော်တို့ဘယ်သူနဲ့မှယံမဖြစ်ပါဘူးဆိုပြီးပြောထားပါဗျ။ရွေးကောက်ပွဲကော်မရှင်အသစ်ပြန်လည်ဖွဲ့စည်းပေးရေးတောင်းဆိုနေမှုများအပေါ်မှာပြည်ခိုင်ပြုပါတီတာဝန်ရှိသူတို့အနေနဲ့တုံ့သက်ပြောဆိုရမရှိကြောင်းနဲ့ရခင်ဝင်ကြီးဟောင်းများအားဆက်ဆက်တမန်ဆောင်ရွက်နိုင်ပြီဆိုပါကပါတီအနေဖြင့်ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်းဆိုပြီးတော့ ဦးထေးဦးရဲ့စကားတွေကိုအလဲပန်းကကောက်နှုတ်ဖော်ပြထားပါတယ်ရှင်။ဒီမှာဆိုရင်လည်းဒါခုနကတော့ဒီအိဒါအောင်မှာဖတ်ပြခဲ့တဲ့ဒီပညာရေးဥရမူကျန်တာပြောင်းလဲဖို့လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ចောင်းသားတွေရဲ့အကြောင်းပေါ့။ Vice သတင်းစာထဲမှာဖော်ပြထားတာ။မျက်နှာဖုံးသတင်းမှာပေါ့။တာယာဝရီထောင်မှာထိမ့်သိမ်းခံထားရတဲ့ចောင်းသားများနဲ့ဒေသခံအချို့တွေလုံလောက်သောစေကူတမှုမရဟုဆိုလို့ဒီမှာတော့ရေးထားတဲ့ဒီမှာအတွင်းသတင်းထဲမှာတော့ ဧပြီလ9ရက်နေ့နနက်10:00နာရီဝန်းကျင်ကဘကတာကျောင်းသားခေါင်းဆောင်ကိုအောင်မိုင်းဆန်းကိုနန္ဒာစစ်အောင်မဖြူရအောင်အပါဝင်ဖမ်းဆီးခံထားတဲ့သူ90နဲ့တဲ့အာမခံရရှိထားတဲ့သူတူကိုဒုတိယအကြိမ်ရုံးချင်းမှာအခုလိုမျိုးဒါရှေ့နေဥရောပဆန်းအောင်ကပြောကြခဲ့တာပေါ့ ခေါင်းမှာထိုင်ရရထားတာတွေအများဆုံးဖြစ်နေတယ်တဲ့။တချို့ခေါင်းတွေကိုကျွန်တော်စမ်းကြည့်တဲ့အခါမှာပျော့စီပျော့စီဖြစ်နေတယ်လို့သူကပြောထားတယ်။ရိုက်နဲ့ဖမ်းဆီးခံရတဲ့သူတွေကိုတဲ့ထောင်တွင်းဆေးရုံမှာဆေးကုသခြင်းဓာတ်မှန်ရိုက်ခြင်းတို့လုပ်ခဲ့ပေမဲ့တဲ့။ဥကောင်းရိုက်ခံထားတဲ့သူတွေကိုတော့အုံနောက်နဲ့အာယုံကျော်အထူးကုဆရာဝန်တွေဖြင့်စက်မှတ်စစ်ဆေးကုသပေးရတယ်မရှိပါဘူးလို့မိဘတွေနဲ့ရှေ့နေတွေကပြောတယ်။ဖန်နဲ့နေရရိုက်ထားတာတဲ့အဲ့ဒါကိုအန်တီရောကစိတ်ပူတယ်သူ့ရဲ့နောက်စီကပျော့စီပျော့စီနဲ့ဖြစ်နေတယ်တဲ့သူနဲ့အတူတူနေခဲ့တဲ့ဒီ အမကလည်းပြန်လွတ်လာတဲ့သူတူကပြောတယ်ဆိုပြီးတော့ကိုမင်းသွေးတဲ့ရဲ့မိခင်ဖြစ်သူဒေါခင်ခင်ယူကပြောဆိုထားတယ်ဆိုပြီးဒီမှာရေးထားတယ်နောက်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတာယာဝရီခရိုင်အုပ်ချုပ်ရေးမှူးကိုဆက်သွယ်မေးမြန်းခဲ့တော့တဲ့တပိတ်စခန်းဖြိုခွင်းနဲ့မလ10ရက်နေ့ကလေးကရိုင်းနှက်ဖမ်းဆီးခံရတဲ့သူတွေကိုထောင်တွင်းဆေးရုံမှာလိုအပ်တဲ့ဆေးကုသမှုတွေကိုလုပ်ပေးခဲ့ပြီးဥကောင်းကိုရိုင်းနှက်ခံရတဲ့သူတွေကိုဓာတ်မှန်ရိုက်ပေးခဲ့တယ်လို့ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းလိုင်ကပြောတယ်တဲ့ လုံလောက်တဲ့ဆေးကုသမှုတွေမရဘူးဆိုတာကလုံးဝမဟုတ်ပါဘူးတဲ့မိဘတွေပြောတဲ့လုံလောက်တဲ့ဆေးကုသမှုဆိုတာဘလို့အတိတ်ပဲဖွင့်တယ်လဲဆိုတာတော့မသိဘူးလို့သူကပြောထားတယ်ရှင်ဒါကအခုကအမျိုးသားပညာရေးဥပဒေပြင်ဆင်ပြောင်းလဲဖို့အတွက်အခုချိန်မှာဖန်ဆီးခံရဖြစ်ပေမဲ့သူတို့လိုလားတဲ့ဥပဒေမရမချင်းဒီဟာတွေကိုဆက်လုပ်သွားမယ်လို့ဒါရုံးချိန်မှာဒီမဖြူဖြူအောင်လည်းပြောဆိုထားတယ်ဆိုရင်ဒီမှာပြောထားတယ်ရှင်ဟုတ်ကဲ့ပါရှင်ညီမတို့အစီအစဉ်ရဲ့နောက်ဆုံးအစီအစဉ်လေးပေါ့နော်ဒီကတ်တုန်းဖတ်ပြတဲ့အစီအစဉ်လေးပါ ီမှာစင်ဖြူနဲ့စင်မဲလို့ပြောရမှာပေါ့နော်နှစ်ကောင်ရှိတယ်စကားပြောနေတဲ့ပုံစံမှာပဲစင်ဖြူကပြောနေတာကတော့ငင်းငယ်ရေးလက်မှတ်ထိုးနိုင်လားငါတို့ကြောင့်ကွာဆိုပြီးပြောနေပါတယ်အဲ့ဒါကိုစင်မဲကပြောတာကတော့ဒါငါတို့အချင်းချင်းကိုအကြည့်ညိုပြက်အောင်လှုပ်တာပဲဆိုပြီးတော့သူ့အနေနဲ့စင်ဖြူစင်မဲခွဲခြားတာပေါ့စင်ဖြူတွေကတော့ငင်းချမ်းရအောင်လုပ်နိုင်တယ်စင်မဲတွေကငင်းချမ်းရအောင်မလုပ်နိုင်ဘူးပေါ့ပြီးတော့လက်ရှိအချိန်ဒီမှာလည်း စင်ဖြူပေါ်လို့ပဲညဉ့်ညံ့ရေးရတာလားဆိုပြီးတော့ဟုတ်ကဲ့တချို့ကလည်းဒါအပြင်မှာနောက်ပြောင်တဲ့သဘောနဲ့ပြောတာပေါ့နော်ဒီနှစ်ဒီကမ္ဘာညဉ့်ချမ်းရေးစုကိုဒါစင်ဖြူတော်ကရရှိသွားပါတယ်ဆိုပြီးတော့ဒီလိုမျိုးနောက်ပြောင်ပြောနေရတယ်လည်းရှိရရှင်ဟုတ်ကဲ့ပါကျမတို့ဒီကာတွန်းလေးနဲ့ပဲ April 8ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာကြားနေတဲ့ကကောင်းတို့ရရတွေကိုတင်ဆက်ပေးနေတဲ့သတင်းစာပေါ်ကဖတ်စရာများစီစဉ်ကိုဒီမှာပဲရန်နာလိုက်ပါရရှင်။ DVB ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါရှင်။